်မတ်လ17ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းရှေးလေကျွန်းဒေသကကျေးရွာတွေကိုစစ်ကောင်စီတပ်ဟာဖေဖော်ဝါရီ26ရက်ကစပြီးစစ်ကြောင်းထိုးနေတာကြောင့်အရက်သားပြည်သူ2000နီးပါးထွက်ပြေးနေရတယ်လို့ဒေသခံတွေပြောပါရယ်။လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းကရှေးလေကျွန်းဒေသရေစကြိုမြို့နယ်အပိုင်းတွေကတာကောင်ရွာမှာအထိုင်ချထားတယ်လို့သိရပါရယ်ရှင်။တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ကရေစခန်းထွေးအုပ်ရုံနဲ့ဆက်ရဖာရုံတွေကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကစီးနင်းတိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထပ်မံနေတိဆုံကြောင်းလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါရယ်မတ်လ၈ရက်မနက်၆နာရီမှာစတင်တဲ့တိုက်ပွဲဟာအဲ့ဒီနေ့နေ့လယ်၁၂နာရီဝန်းကျင်အထိကြာမြင့်ခဲ့တယ်လို့သိရပါရယ်ရှင်အာနာသိစစ်ကောင်စီထိန်းချုပ်ထားတဲ့မြမရှင်နန်းရဲ့သဘာဝတံငွေလုပ်ငန်း MOGE ကိုဆွစ်ဇာလန်နိုင်ငံကတန်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့မြန်မာစစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice for Myanmar အဖွဲ့ကအသိပေးပါရယ် MOGE အပေါ်ဆွစ်ဇာလန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကစစ်ကောင်စီအတွက်နိုင်ငံခြားရှမ်ပုံငွေရှာဖွေပေးနေတဲ့ခေပေါက်တစ်ခုကိုပိတ်ပင်ရမှာအရေးပါတယ်လို့ JFM ကဆိုပါတယ်ရှင်။